အားလုံးမင်္ဂလာပါနော်ဒီနေ့ဝီရိုရဲ့ Harry and Beauty Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရနော် နေဝီမျှဝတ်ပေးခြင်းနဲ့အကြောင်းအရာတွေထဲမှာဆိုလို့ရှိရင်စီချို့ယောဂရှိနေတဲ့တူတွေမှာဆိုလို့ရှိရင်နှလုံးယောဂမဖြစ်အောင်ဘလို့တွေကွက်ပေးရမလဲဆိုတာကိုမျှဝတ်ပေးမှာဖြစ်ပါတယ်နော်တော်တော်များများကသိထားကြလိုက်မယ်လို့ဝီကထင်တယ်ပေါ့နော်တကယ်လို့ကမှစီချို့ယောဂရှိနေတဲ့တူတွေဆိုလို့ရှိရင်နှလုံးယောဂဖြစ်နိုင်ခြေကတခြားတူထက်ထက်ပိုပြီးတော့များတာပေါ့နော် ပြီးလို့ရှိရင်အထူးသဖြင့် main clay တွေမှာပေါ့နော်စီးချိုယောဂရှိတဲ့တူတွေမှာဆိုလို့ရှိရင်နှလုံးသွေးကြောဆိုင်ရာနှလုံးယောဂရုပ်တရက်နှလုံးရက်တာတွေဖြစ်တာမျိုးတွေပေါ့နော်အဲ့လိုမျိုးပြဿနာတွေခံစားရနိုင်တယ်ပြီးလို့ရှိရင်စီးချိုယောဂရှိနေတဲ့တူတွေဆိုလို့ရှိရင်ပုံမှန်တူတွေထက်နှလုံးကျန်းမာရေးထိခိုက်နိုင်ခြေကပိုပြီးတော့များတာပေါ့နော်ဒါကြောင့်မို့လို့ဒီစီးချိုယောဂရှိနေတဲ့တူတွေမှာဆိုလို့ရှိရင်တွေးလက်ပတ်မှုမကောင်းတာကြောင့်ခြေထောက်တွေမှာအနာဖြစ်ရင်အကျက်အနာကျက်ခဲပြီးတော့ပေါ့နော်ခြေ လက်ဖြတ်ရတာမျိုးတွေလည်းခံစားရစေနိုင်တယ်နော်သူတော်တော်များများသိချင်နေကြရတယ်ဒီစီးရုပ်ယောဂရှိနေတဲ့သူတွေမှာဆိုလို့ရှိရင်နှလုံးယောဂဖြစ်နိုင်တဲ့အကြောင်းရင်းတွေကဘာပြတ်ကြလဲပေါ့နော်တကယ်လို့သမီးအပြောရမှာဆိုလို့ရှိရင်ပေါ့နော်ဒီသွေးသိုးတာပေါ့နော်သွေးသိုးတဲ့ကသွေးပြီးအားတွေကြောက်ပေါ့နော်ဒီသွေးသိုးတွေကဒီသွေးကြောနဲ့ရနေရနေပြီးတော့ပျက်စီးနိုင်တယ်ပေါ့နော်ဒါကြောင့်မို့လို့ဒီစီးချုပ်ယောဂရှိနေမှာဆိုလို့ရှိရင်နှလုံးယောဂဖြစ်နိုင်ခြေရပို့ပြီးတော့များပါတယ်နော်နောက်တစ်ခုကသွေးသွင်းက ကိုလက်စထရောတွေများတာပေါ့နော်တကယ်လို့ကိုလက်စထရောတွေများနေပြီဆိုလို့ရှိရင်ပေါ့နော်ဒီပြောချင်တာကဒီတွေးရင်းနဲ့ကိုလက်စထရောတွေများပြီးတော့ဒီတွေးကြောထဲမှာပေါ့နော်အနေနှစ်တွေဖြစ်နေတယ်ဒီတွေးကြောနှစ်ရံပျက်စီးစေတယ်ဒါကြောင့်မို့လို့တကယ်လို့တွေးတွေးမှာအစီတွေများတာစီတွေများပြီးတော့တွေးကြောတွေကတောင်းတင်းပြီးတော့ပေါ့နော်ဒီနှလုံးထိခိုက်စေနိုင်တာဖြစ်ပါတယ်နော် ဒီအချက်တွေအပြင်ပေါ့နော်စီချိုယောဂရှိနေတဲ့တူတွေမှာဆိုလို့ရှိရင်ပေါ့နော်နှလုံးယောဂဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေထဲမှာဆိုလို့ရှိရင်ဥပမာဆေးလိုက်တောက်တာပြီးလို့ရှိရင်အဝါလွန်နေတဲ့တူပြီးလို့ရှိရင်ရှိတိတ်ရှိထိုက်တဲ့ကိုလေးချိန်ထပ်ပူများနေတဲ့တူနောက်တစ်ခုကကိုလက်လှောက်ရှားမှုနေတဲ့တူပေါ့နော်ဖြည့်ဝပြီးတော့စီများတာအသွင်းပြင်စီများတာရောကိုလက်စထရောနဲ့ရောဆိုဒီယမ်တွေရောပါဝင်နေတဲ့အတွက်ကြောင့်မလို့စားတာတွေအယ်ကိုဟောတွေပေါ့နော်အလွန်ကြုံတောက်တုံးတဲ့အခါမှာဆိုလို့ရှိရင် ลงจะมาอีกอะปูเราที่ใครสื่อไหนมาแล้วเนาะ ဒါကြောင့်မို့လို့ဒီစီးချုပ်ယောဂရှိနေတဲ့တူတွေမှာဆိုလို့ရှိရင်ပေါ့နော်နှလုံးကိုထိခိုက်နိုင်ကြီးကတခြားတူတွေထက်ပိုပြီးတော့များတယ်နှလုံးထိခိုက်တာအပြင်ကျန်းမာရေးအခြေအနေတည်းရဖြစ်တဲ့ဒီနှလုံးနေရာမှာပေါ့နော်ရက်သွားတာကိုဆိုလို့တော့မဟုတ်ဘူးနှလုံးကသွေးတွေကိုမကောင်းနှိထုတ်မပေးနိုင်တဲ့အခါဆိုလို့တော့ပေါ့နော်ဒါကြောင့်မို့လို့ဒီနှလုံးကိုသွေးရက်နေပြီးတော့နှိမထုတ်နိုင်တဲ့အခါမှာဆိုလို့ရှိရင်ပေါ့နော်အဆောက်ထဲကအရေးတွေစုပုံပြီးတော့အသက်ရှူရခက်တာမျိုးတွေခြေထောက်တွေဖောရောင်တာမျိုးတွေလည်းဖြစ်စေနိုင်တယ် ဒါကြောင့်မို့နှလုံးကိုထိခိုက်တာအချိန်ကြာလေးလေးပိုဆိုးလာလေးလေးပေါ့နော်ဒါဆိုလို့ရှိရင်စောစောသိရင်စောစောကုသနိုင်တဲ့အခြေအနေဖြစ်တာတော့ကြောင့်မလို့ဒီနှလုံးကိုကိုကသာစီပေးနိုင်ပါတယ်နော် နှလုံးရက်တာကိုဘလို့ခံစားရစီလဲဆိုလို့ရှိအသက်ရှူမဝတာမိုက်ခနေမူးတာသတိလက်တာမူးဝေတာချွေးတော့အရန်ထွက်တာမျိုးတွေပေါ့နော်မလှောက်ရှားပဲနဲ့ချွေးထွက်နေတာမျိုးဆိုလို့တာနော်နောက်တစ်ခုကပခုံးတို့မေယိုးတို့ပြီးလို့ရှိပပန်းလက်မောင်းတို့နာကျင်တာမျိုးတွေပေါ့နော်နောက်တစ်ခုရင်ဘက်အောက်တာလှောက်ရှားလို့မရတဲ့အခါမျိုးတွေမအီမသာဖြစ်နေတာမျိုးတွေပေါ့နော်နောက်တစ်ခုမှဆိုလို့ရှိရင်သွေးကြောတွေတိခိုက်ပျက်စီးတဲ့အခါမှဆိုလို့ရှိရင်လမ်းလျှောက်နေရင်ခြေထောက်တွေကြွတ်တက်တာတင်း ပါတွေဒီမစုံနေနာကျင်လာပြီးလို့ရှိရင်ခြေလက်ဖျားတွေအေးတယ်ပေါ့နော်နောက်တစ်ခုမှဆိုလို့ရှိရင်ခြေထောက်မှဆိုလို့ရှိရင်ပေါ့နော်ဘက်ဘက်ခြေခွေလိုက်ရင်ခံစားရတဲ့နာကျင်မှုတွေခံစားရမှာဖြစ်ပါတယ်နော်ဒါဆိုလို့ရှိရင်စီးချိုယောဂရှိနေတဲ့သူမှနှလုံးမဖြစ်ဖို့ဘလို့ကကွယ်မလဲဆိုလို့ရှိရင်အရင်ဥဆုံးသွေးရင်းတကြားဓာတ်ကိုပုံမှန်ပန္နနာထဲရှိနေအောင်တတ်နိုင်ဆုံးကိုကထိုင်ပေးရမယ် သွေးသွေးကိုကထိုင်ပေးရမယ်သွေးကြဆေးတောက်ပါစီးချုပ်ရှိနေတဲ့တူတွေမှာဆိုလို့ရှိရင်သွေးပေါင်ချိန်ကပုံမှန်130နဲ့80အောက်မှာရှိနေဖို့လိုတော့ပေါ့နော်နောက်တစ်ခုကသွေးတွင်းကကိုလက်စထရောကိုကထိုင်ပေးရမယ်လိုအပ်ရင်ဆေးတောက်ပေါ့နော်အဝလို့နဲ့ဝိုက်ချပေးရမယ်လေးချီခံကိုမှန်မှန်လုပ်ပေးရမယ်နှလုံးကျန်းမာစေဖို့အတွက်အစာတောက်ကိုစားပေးရမယ်ဆေးလိုက်တွေကိုဖြတ်ပေးရမယ်အယ်ကိုဟောတွေဖြတ်ပေးရမယ်ပေါ့နော်နောက်တစ်ခုကကိုလက်လှောက်ရှားမှုကိုမှန်မှန်လုပ်ပေးရမယ်တကယ်လို့ရှားဖို့ညွှန်ကြားတဲ့အတိုင်းဆေးတွေကို မှန်မှန်တပ်ပေးရမယ်။ဆရာဝန်ရဲ့ရက်ချိန်းကိုလည်းမှန်မှန်ကုတပ်ပေးဖို့လိုအပ်တယ်ပေါ့နော်။ဒါဆိုလို့ရှိရင်ကိုကစီးချုပ်ဖြစ်နေတဲ့အချိန်မှာဆိုလို့ရှိရင်ပေါ့နော်။နှလုံးကိုဆက်ပြီးတော့မဖြစ်အောင်ဒီလိုနီးနဲ့ကောက်ွယ်ပေးလို့နိုင်ပါတယ်နော်။ကဲစီးချုပ်ဖြစ်နေတဲ့တူတွေဆိုလို့ရှိရင်နှလုံးထပ်မဖြစ်အောင်စာကွယ်တဲ့နီယူကိုတိပီဆိုလို့ရှိရင်တက်မရေဘူးဒုဒတွေနေရာမျှဝတ်ပေးနေတဲ့တကြမလို့ဒီ channel လေးကို notify လေးနှိုက်ပြီးတော့ subscribe လေးနှိုက်ပြီးသွားပို့မမေ့ပါနဲ့နော်